မိဘပြည်သူများခင်ဗျာမြန်မာနိုင်ငံရဲ့ငလင်ကြီးလှုပ်ခတ်ပြီးသွားတဲ့အခါမှာနောက်ဆက်တွဲငလင်တွေစိုးရိမ်မှတ်က60ရာခိုင်နှုန်းမှရှိနေသေးတာပဲဖြစ်ပါတယ်ပြည်သူတွေလုံးဝကိုပေါ်ဆလို့မရဘူးမနေ့ကဆွေလည်းပဲမန္တလေးတိုင်းဒေသကြီးမှမန္တလေးမြို့မြို့လီကောင်တက်တဲ့ကြီးမှဗျာငါရသမသစ်နော်နောက်ဆက်တွဲငလင်အလေအလတ်ရှိတဲ့ပြင်းထန်တဲ့ငလင်ကလောက်ခတ်သွားခဲ့တယ်ဆိုတော့ပြည်သူတွေငလင်ကဆက်လက်ကို လာအောင်မှဖြစ်ပါတယ် ဒီကနေ့မနေ့မှာဆိုရင်လည်းမန္တလေးတိုင်းဒေသကြီးမှာထပ်မံပြီးတော့ငလင်တွေထပ်လုံသွားပြီးလေရသမသက်လာပါတယ်နော်ပသိန်ကြီးရေတကွန်တောင်အနီးမှာလေရသမသက်ငလင်ငယ်လာပါတယ်ဆိုတော့နောက်ထပ်လေဘလောက်မှမကြဘူးသုံးရသမအထက်နဲ့ငလင်ကလှုပ်ခတ်သွားပြီးမင်းညာကဆိုရင်လည်းရောင်တိုင်းဒေသကြီးမှာတိုက်ကြီးမှာငလင်ကသုံးရသမအထက်နဲ့ဆားလှုပ်ပြီးတောင်ဦးမှာလည်းဆက်လှုပ်တယ်ဆိုတော့ငလင်ကဒီနေ့ဒီနေ့ကိုအခု20လောက်ကိုနော်လာနေတာဖြစ်တယ်လုံးဝမရက်သေးဘူး မြန်မာသတင်းများစင်တာကဟိုနေ့က93နာရီအတွင်းမှာငါရတမအထက်ငလေးသတိပြုဖို့အတွက်ပြည်သူတွေကိုအရေးပေါ်ပဲသတိပေးထားတာပဲဖြစ်ပါတယ်။ဆိုတော့သူသတိပေးထားတဲ့အတော်အတွင်းမှာပဲငလင်ကကြီးမားစွာငါရတမအထက်နဲ့လှုပ်ခတ်သွားတာဖြစ်တဲ့အတွက်ပြည်သူတွေခမရမှာနော်နီညာမိနိုင်မစားနိုင်ဘဝနဲ့အတော်လေးကိုရုန်းကန်နေကြရတာပဲဖြစ်ပါတယ်။အခုလည်းထပ်မံပြီးတော့ပြည်သူတွေကိုမြန်မာသတင်းများစင်တာကအသိပေးသတိပေးလာပါပြီနော်။နောက်ထပ်နေ့ရက်အတွင်းမှာ နောက်ဆက်တွင်းကလေးရဆိုရင်မှတ်က60ရာခိုင်နှုန်းမှာရှိနေပြီးတော့ငါးသမအထက်တွေထက်မှလာနိုင်တာဖြစ်တဲ့အတွက်ပြည်သူတွေလုံးဝယူဆိုင်ကြဖို့အတွက်အရေးပေါ်ပဲသတိပေးထားတာမျိုးဖြစ်ပါတယ်။မလို့သားပညာရှိဦးဝင်းနိုင်ကလည်းလာမင်းသလလောက်ထီကိုနောက်ဆက်တွင်းကလေးတွေကလုံးဝဝရက်တန်အောင်မှာမဟုတ်ကြောင်းအသည့်လင်းကိုကြီးညာထားတာဖြစ်တယ်နော်။နောက်ဆုံးအနေနဲ့နောက်ဆက်တွင်းကလေးဟာ၆ရက်သမ၅ထီကိုနော်နောက်ဆုံးနောက်ဆုံးပြောတာပါ။အပြင်းဆုံးခြေနေကိုပြောတာပါအဲ့လိုတစ်ထီကိုအခက်မသိရင်လာနိုင်တာဖြစ်တဲ့အတွက်ပြည်သူတွေ လုံးဝယူဆိုင်ချမှာရပါမယ်လုံးဝပို့လို့မရဘူးဗျတချို့ကဖြဲချောက်တယ်ထင်ကြတယ်မမိအဆောက်အကမခံခန့်လို့ရှိရင်အဲ့ဒီမှာမနေချသေးနေ ਉ နော်ငလ3လလောက်အထိကိုကျွန်တော်နေနေရှောင်ရှားဖို့လိုအပ်ပါသေးတယ်မမိအသက်လောက်အရေးကြီးတာမရှိဘူးဆိုတော့အခုမန္တလေးမှာငလင်ကြောင်နော်ငလင်ကြီးကြောင်မြေအောက်ကနေကျွန်တော်မိသိန်းထက်ငွေတွေထွက်လာတယ်နော်မနေ့ကဆိုရင်မြို့လုံးလမ်းချန်သွားကြရဗျမိသိန်းထက်ငွေနေနော်မီးလောင်မှုဖြစ်ပွားခဲ့တော့လူသိန်းချီအသေးပဲနော်ဖြဲချောက်တာလည်းမဟုတ်ဘူးမိသိန်းတက်ငွေဟာ ော်ကျွန်တော်မိစားလေးတွေနဲ့တွေ့လို့ရှိရင်တော့ထိတွေ့လို့ရှိရင်မိဟုံဟုံတောက်လောင်လွဲပါတယ်နော်ဆေးရစစ်တွေနဲ့တွေ့လို့ရှိရင်လည်းမိလောင်လွဲတယ်ပြီးတခါကျတော့အသက်ရှင်လန်းချောင်းဆိုင်ရာရှူမိလို့ရှိရင်အန်ဒီတွေအသက်အန်ဒီတွေများစွာဖြစ်ပေါ်စေတယ်သဘာဝပတ်ဝန်းကျင်ကိုညဉ့်ဉန်းစေပြီးတော့နော်ဒါသဘာဝဘီအန်ဒီများစွာကိုဖြစ်ပေါ်စေနိုင်တယ်ဆိုတော့မိသိန်းသက်ဝေးကအင်မတန်မှအန်ဒီရှိပါတယ်ဆိုတော့မိသိန်းသက်ဝေးကထွက်လာတဲ့အခါမှာပြည်သူတွေမတ်စတာမှာရပါမယ်လုံးဝမရှူရှိုက်မိအောင်တတိထားမှရပါမယ် အထူးရေးကြီးတာကအခုချိန်မှာငလင်ကလုံးဝရက်တောင်းမှာမဟုတ်ဘူး။နောက်ဆက်တဲ့ငလင်ပေါင်းများစွာလာအောင်မှာဖြစ်တယ်။အရေးကြီးဆုံးကတော့ဒီခေတ်73နှစ်အတွင်းမှာပြည်သူတွေအထူးသတိရှိရှိနေနေထိုင်မှုအတွက်ကိုပြည်သူတွေကိုအေးပိုပဲသတိပေးပြစေဗျာ။